မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မိုးကြီးမဲ့သတိပေးချက်အမှတ်စဉ်တစင်းမြင့်ဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ16ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00ခွဲချိန်တိုင်းထွာချက်တွေရကပ်ပီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေရုမငိမ့်တက်တာတွေဖြစ်ပေါ်နိုင်တာကြောင့်၎င်းမိုးတောင်တွေဆက်လက်ဝင်ရောက်လာနိုင်တာကြောင့်ပဲ၎င်းအပူပြန်တဲ့အတိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်၎င်းဒီနေ့ညကနေ20ရက်9လ2025 5ရက်နေ့အတွင်းမှာတော့နေပြီးတော့ရှောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမုန်းထစ်ချုံရွာသွန်းပြီးတော့ချင်းပြည်နယ်မှာမွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့နေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသဲထန်စွာရွာသွန်းလာတဲ့နေ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကြိုးပစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကြွေတာ၊လျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝပေးရနေရည်ဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသအနီးမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်ရဲ့မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရေးရဲ့ကြောင်သွားလာရင်လေကြောင်းပြန်တိုက်ရဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့ ေပေနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းလေဖိအားနဲ့ရောင်းဝအခြေအနေအတိပေးကြံ9ကစာခွဲ2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ18ရက်နေ့လေဖိအားနဲ့ရောင်းဝအခြေအနေကတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲချိန်တိုင်းထွားချက်တည်းရဗင်္ဂလားပင်လယ်အရှေ့လေပိုင်းကပ်ပလီကျုံအနီးမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရောင်းဝ low pressure area ကအနောက်ဘက်ကိုရွေ့ရှားခဲ့ကဗင်္ဂလားပင်လယ်အလယ်ပိုင်းကိုရောက်ရှိနေပါတယ်။ အဆိုပါလက်ဖြစ်အာနယ်ယုံကတော့အနောက်ဘက်ကိုဆက်လက်ရွှေ့ရှားနိုင်ကဘင်္ဂလားပင်လယ်အနောက်လေပိုင်းကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ် မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်ဖို့အနေနဲ့ကတော့အဆိုပါလိပိအာနယ်ရောင်းရဲ့အရှင်ကြောင့်လွင့်စင်လာတဲ့အပူပြတ်တဲ့တိမ်တိုင်းတိကျောင်းပဲဒီနေ့ကစာလို26ရက်5လ2025ရက်နေ့အတွက်မှာတော့နေပြီးတော့ Sky Dive ဒေသကြီး၊ Mali Dive ဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ EI တိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီး၊တရန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မဟုတ်ပြည်နယ်မှာနေရာကျကျကနေနေရာစိစိမိုးထစ်ကြုံကြွားသွင်းပြီးတော့ နေရာကွက်ပြီးမူကြည့်တာဒေသလိုက်မူကြည့်တာမျက်စိလက်တာမူကြည့်တာမူတိကြည့်တာမူချုပ်ပြစ်တာနဲ့မူသက်လီပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နေပါတယ်။ ဆက်လက်ပြီးတော့လည်းလေတို့မငြိမ်သက်မှုတွေကြောင့်ပဲမိုးနှဲညနေပိုင်းမှာမိုးနှဲရုံကိုမြန်မာနိုင်ငံအလဲပိုင်းဒေသတွေတွင်အပူသက်တာမိုးတွေရွာသွန်းလာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမှုလို့တာဦးဝေဖြူအောင်ကတော့ဒီနေ့18ရက်5လ2025ရက်နေ့မနက်7:05မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ Skyline ဒေသကြီးတပ်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ် Maritime ဒေသကြီးဘိုးတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတွေမှာနေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။နေပြည်တော် Skyline ဒေသကြီးအောက်ပိုင်းတရင်ပြည်နယ်ရောင်တိုင်းဒေသကြီးအရောက်တိုင်းဒေသ ာကြီးနဲ့ကရားပြည်နယ်မှာတော့နေရာကျကျမူရသွားပါမယ်။ကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်သင့်တဲ့ဖြစ်တော့ပြီးတော့နေရာကွက်ကြမူရသွားနိုင်ပါတယ်ရှင်။ ဒါအပြင်မလူသာတူတေတဲ့အွန်လိုင်းကလည်းဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းမှာဆန်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေကရာခိုင်နှုန်းမြင့်တက်လာတာနဲ့မေလ16ရက်ကနေ20ရက်နေ့အတွင်းမြန်မာနိုင်ငံမှာမိုးများနိုင်တဲ့ဒေသတွေကိုကြိုတင်ခန့်မှန်းလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်အာရေဗျပင်လယ်ဧကဘင်္ဂလားပင်လယ်ော်နဲ့ကပလီပင်လယ်ကပြီးတောင်တောပင်လယ်ကစီအနေနဲ့သတ်မှတ်ပြီးတော့ပင်လယ်သုံးခုထဲကတစ်ခုမှာလေပြင်းအားနဲ့ရောင်းမုန်တိုင်းတွေဖြစ်လာတဲ့အခါမှာနီးစပ်တဲ့ပင်လယ်တစ်ခုအတွင်းလေပြင်းအားနဲ့မုန်တိုင်းဖြစ်လာတတ်ပါတယ်။ဒါကို ABC connection လို့ခေါ်ပါတယ်။မေလ29ရက်နေ့မှာဖြစ်လာ မယ်မုန်တိုင်းတွေကိုကြိုတင်ခံမှန်းတဲ့သင်္ချာပုံစံပြုမော်ဒယ်ထဲမှာတော့ GFS မော်ဒယ်ရဲ့ကြိုတင်ခံမှန်းချက်က BC connection EC NWM မော်ဒယ်ရဲ့ကြိုတင်ခံမှန်းချက်က AB connection ဆိုပြီးတော့မတူညီတာတွေ့ရပါတယ်။ဘယ်သင်္ချာပုံစံပြုမော်ဒယ်ကမှန်သွားနိုင်မလဲဆိုတာစောင့်ကြည့်နိုင်အောင်ဖော်ပြလာခဲ့ပါတယ်။တခါတလေမှာတော့ GFS NOAB ကမှန်သွားပြီးတော့တခါတလေကလည်းပဲ EC NWM ကမှန်သွားနိုင်ပါတယ်။ မေလတင်ဘင်္ဂလားပင်လယ်အရှေ့နယ်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းက900ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီးမှအနောက်တောင်ဘက်သို့လေဝင်ရောက်လာတာကြောင့်မုန်တိုင်းဖြစ်နိုင်တဲ့တည်နေရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းကိုပြောင်းသွားတာတွေ့ရပါတယ်။မေလပင်လယ်အနောက်တောင်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြင်းမေလ22ရက်ထိရာခိုင်နှုန်းအပြင်80ရှိနေပြီးတော့22ရက်နေ့ကစလို့ပြန်လည်ရောကြကအာရိပြပင်လယ်ဘက်ကိုမုန်တိုင်းဖြစ်နိုင်ခြင်းကိုပြောင်းသွားတာတွေ့ရပါတယ်။အာရိပြပင်လယ်ဘက်မှာလည်းဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်း900ရာခိုင်နှုန်းအထက်ကိုတက်မလာပဲမေလ26ရက်နေ့မှာတော့ပြန်လည်ရောကြကမေလ28ရက်မှာ ုန်တိုင်းဖြစ်နိုင်ခြင်းကဘင်္ဂလားပင်လယ်ဩဘက်ကိုပြန်ကူးလာတာတွေ့ရပါတယ်။ဝင်းဒီရဲ့ ECNWF GFS Morality နဲ့ GFN GEPS Morality မှာမေလလာကုန်ပိုင်းအတွင်းမုန်တိုင်းဖြစ်နိုင်ခြင်းကပြလာတာကြောင့် Morality အလုံးတပြေးညီပြသတဲ့ကြိုတင်ခံမှန်းချက်တွေရပြီးခဲ့တဲ့ post မှာဖော်ပြခဲ့ပြီးမေလ28 29 30နှစ်တွေမှာတော့မေလပြည်တော်အနောက်မြောက်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေပိုများပါတယ်မြန်မာနိုင်ငံအတွင်းမှာတော့တနိုင်ငံလုံးကိုအနောက်တောင်ဘက်တို့လေဝင်ရောက်ပြီးတဲ့ရင်းနဲ့တိုက်ဆိုင်နေတာပင်လယ်ပြင်ကထူးခြားမှုတို့သာအခြေအနေတွေဖြစ်ပေါ်လာကြောင်းမေလ25 26ရက်ကစလို့နေရာအနှံ့ပြားမှာမိုးသင်းတင်းနဲ့မိုးများတာတွေ့ရပါတယ်ထူးခြားတဲ့မိုးရေချိန်ကြိုတင်ခမန်းချက်တွေကချင်းရင်းမြစ်ရဲ့မြစ်ပြပိုင်း AR မြစ်ပြပိုင်းရခိုင်ပြည်နယ်ကမြစ်တွေနဲ့မြစ်ပြပိုင်း ပဲခူးတိုင်းနဲ့ကာပဲခူးမြစ်စစ်တောင်းမြစ်တရဲမြစ်ဖြားပိုင်းမှုပြင်းနေနဲ့ကရင်ပြည်နယ်အတွင်းကမြစ်တရဲမြစ်ဖြားပိုင်းတွေမှာတော့၃ရက်အတွင်းမှာမွေးကြေးဟာ200မီလီမီတာဝန်းကျင်ရှိလက်မနီပါခန့်ရွာသွန်းနိုင်တာတွေ့ရတာကြောင့်ဖော်ပြကမြစ်တရဲ့မြေကန်အနီဝင်းကျင်ကပြည်သူတွေအနေနဲ့လဲမေလလကောပိုင်းဂျွန်လပထမပတ်အတွင်းကာလာတွေမှာမြစ်ရေတက်လာနိုင်တာကိုသတိထားကြဖို့မလူသားသူတွေတင်အွန်လိုင်းကမေလ16ရက်ညနေ6:00စနစ်အချိန်မှာအသိပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မေလ26 29 28ရက်နေ့တွေမှာတော့ဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာတော့မွန်တိုင်းတလုံးဖြစ်နိုင်ခြေရှိတောင်ကြိုတင်ခံမှန်းထားတာတွေ့ရပါတယ်။မွန်တိုင်းဖြစ်နိုင်ခြေကြိုတင်ခံမှန်းချက်တွေမှာတော့ ECAW EIFS GF GPS နဲ့ GFS မော်ဒယ်တွေအပြင် WDI application က ECAW GFS ကြိုတင်ခံမှန်းချက်တွေမှာပါတပြေးညီတွေ့လာရပါတယ်။မြန်မာဝေသာ website မှာတော့ ိုယ်တိုင်ကြည့်လို့ရအောင်ဖော်ပြပေးတယ်။လေးရကြိုတင်ခံမှန်းထားတဲ့ဝင်ကတ်တွေမှာလည်းမုတ်တော်ဝင်ကြောင့်မိုးများနိုင်တဲ့ရက်တွေပြင်ပင်လယ်ပြင်အခြေအနေထိုးကြက်ရှိလာတာကြောင့်မေလ21ရက်ကစလို့မိုးတင်တင်ကနေမိုးများလာနိုင်တဲ့အခြေအနေတွေတွေ့နေရတယ်လို့ဆိုပါရစေ။ ECNWS Cyclone Activity Chart နဲ့မုန်တိုင်းဖြစ်နိုင်ခြေလိလာစောင့်ကြည့်တာအတိပြုဆန်းစစ်တာတွေကိုလုံနိုင်တာနဲ့အတိပြုဆန်းစစ်တာတွေလုံနိုင်တာနဲ့ဖြစ်လာနိုင်တဲ့မုန်တိုင်းအခြေအနေကိုထပ်မံဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါရစေ။ဆက်လက်ပြီးတော့18ရက်5လ2025နှစ်အတွက် နေရာကွက်ပြီးမူကြီးနိုင်တဲ့ဒေတာတွေကိုဖော်ပြပေးပါမယ်။စောက်ကနေရ9လ2025ရက်နေ့မှာတော့ကပ်လူခရိုင်ယူခရိုင်ရှုဘခရိုင်တပိတ်ချင်းခရိုင်ကြောင်မဲခရိုင်လောက်ပတာခရိုင်ပသိမ်ခရိုင်နန်းဆန်ခရိုင်ကလေးခရိုင်ပလောခရိုင်မတူပြီးခရိုင်နဲ့ခံကောခရိုင်မှာနေရာကွက်ပြီးမူကြီးနိုင်တယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။ဒါအပြင်စောက်ကနေရ9လ2025မှာတော့ခန်ဒီမြကြီးနာတနိုင်းကတာရင်းမပင်မုံရွာစကိုင်းပူတာဝချီဝေဟုံးမလဲတမူးခရိုင်မောလိုက်ကောလင်တီးတိန်ဖလန်ဟာခာမင်းတန်ညာဦး မြင်းချံတရာဦးကြောက်စင်မဟာအောင်မြေမအောင်မြေသားဆန်ပြုံးလင်ပခုံးကိုတရက်6မကွေမင်းဘူးစစ်တွေမောင်းတော်ကြောက်ဖြူမြောက်ဦးအန်တောင်ကုတ်တန်တွေပသိန်လဘတ်တာမြောင်းမြပြီးလွိုင်းကိုတင်မောစုံဘောလက်ခဲ့ မြောက်ရီကော်ဂရိတ်နဲ့ကြိုင်းစက်ကြီးခရိုင်ရေရှာဖီနယ်အတွင်းမှာရှိတဲ့ခရိုင်အားလုံးမှာလည်းမိုးတက်တဲ့ထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးကြီးမဲ့သတိပေးချက်9ကကြီကငွေ2025ကိုထုတ်ပြန်ပေးပါမယ်။မြန်မာစံတော်ချိန်6နိုင်ခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေရဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်လာနိုင်တဲ့လီပီအာနယ်ရုံရဲ့အရှိန်ကြောင့်လွင့်စင်လာတဲ့အားကောင်းတဲ့အပူပြတ်တဲ့တိမ်ကြောင်တိကြောင်၎င်းအနောက်တောင်ဘုတ်တုံလေးဝင်ရောက်လာမှုကြောင့်၎င်းပဲဒီနေ့ကစလို့22ရက်5လ2025အတွင်းမှာတော့မွေးတိုင်းဒေသကြီးမာနီယာအကျယ်ကျယ်မန်နီတိုင်းဒေသကြီးသတင်းနိုင် ုင်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်မှာနေရာစိစိကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြား22ရက်5လ2025ကနေ29ရက်5လ2025အတွင်းမှာတော့တိုင်းနယ်ပြည်နယ်အလုံးမှာနေရာစိစိကနေနေရာအနှံ့ပြားမိုးတကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမူကြီးတာတွေလျက်စီးလက်တာတွေမိုးချိန်တာတွေမိုးချိုးပြစ်တာမိုးသီးကျွေတာမိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပြီးတော့မိုးသက်လေပြင်းကြောင်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအိကို40ကနေ45မိုင်ထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။ဒါကြောင့်29ရက် 9လ2025အတွင်းမှာတော့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးတာမြေပြိုတာလေပြင်းတိုက်တာတွေကြောင့်ဖြစ်ပေါ်လာတဲ့အဆောက်အုံတွေတစ်ပင်သက်ကိုင်းတွေ fiber line တွေလျှက်စစ်တာအား line တွေပြိုကျရရန်လဲတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကုန်းမြေဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးပစ်တာမြေပြိုတဲ့အန္တရာယ်ကိုလည်းကမြမကင်ဗရာတက်ရှောင်းမြေငယ်ချောင်းရဲ့အနေနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့ လေပြင်းနိုင်ငံနဲ့လျှော်ရပြရေကြီးရေရှာမှုအနေတွေကိုလကောင်ကြိုတင်သတိပြုဖို့နဲ့စိုက်ဘုံမမျိုးရေတောင်တွေပအဝင်ပြည်တွင်းလေကြောင်းပြသရေးပြည်တွင်းရေကြောင်းသွားလာရေမကန်ဗရန်တက်ဆောင်တဲ့ကန်တော်ပင်လေပြင်းမှာရှိတဲ့ကန်နီကန်ဝေ၅ဖန်ရေနဲ့ဆက်လေတွေသင်းမောတဲ့အနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်